ဖားကံမော်ဝမ်းလေးနဲ့မော်ဝမ်းကြီးရွာတွင်တိုက်ပွဲဖြစ်ဒေတာခံပြီးသူအချိုးပိတ်မိနေပါတယ်စစ်တပ်စစ်ကြောင်းတွေကဖားကံကားမိုင်းလမ်းကြောင်းနဲ့ကန်စီကြီးရွာဘက်ကနေစစ်ကူစစ်ကြောင်းတွေဝင်လာနေတာပါအဲကနေတဆင့်လုံခင်းတွေကမော်စီစာကြီးရွာအတွင်းဝင်ပြီးတသုံးလုံးတရောင်ချိုင်စတဲ့လုတ်ကွက်ကုမ္ပဏီရှိစစ်ရင်ရားတွေကိုမိရှုဖြက်စီးတာတွေပြုလုပ်ခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ရက်လောက်ကနေမစွတ်ရံမှာရှိနေတဲ့စစ်ကြောင်းတွေကဒီကနေ့မနက်မှာမော်ဝမ်းကလေးဘက်ကိုစစ်ကြောင်းဝင်လာတဲ့အခုစစ်ကြောင်းတွေတက်ဆွဲထားတဲ့ဖျားဝင်းကနေ မီတာ2ရ3ရလောက်မှာ KIA နဲ့ PDF တွေရှိနေတယ်။သူတို့ကိုလာမပြစ်ဖို့ပြောတယ်တကယ်လို့ပြင်ရင်ခြေရပြစ်သွားမယ်လို့ပြောထားတယ်လို့ပြောပါတယ်။ဖားကက်မြို့နယ်မော်ဝမ်းလေးနဲ့မော်ဝမ်းကြီးရွာထဲဝင်လာတော့ယနေ့ညနေပိုင်းမှာစပီးတိုက်ပွဲပြင်းထန်နေပြီးညပိုင်းတိုက်ပွဲတွင်ပိတ်မိနေသည့်အရတားချို့ထိခိုက်မှုများရှိနေကြောင်းကန်နူရီတရင်ရရှိပါတယ်။စစ်တပ်စစ်ကြောင်းသည်မော်ဝမ်းလေးနဲ့မော်ဝမ်းကြီးရွာကိုဇွန်16ရက်နေ့နေ့ပိုင်းမှာရောက်ရှိလာပြီးမော်ဝမ်းကြီးရွာမှဒေသခံများအချိန်မီတိန်းရှောင်နိုင်ခဲ့တော့လေ မော်ဝမ်းလေးရွာမှဒေသခံချို့တီပြိမိသွားခဲ့သည်ဟုဟာကန်ဒေသခံတူကပြောပါတယ်။သူကစစ်တပ်ကသူတို့ကိုတိုက်ရင်ရွာဖို့မိရှုမယ်လို့ချင်းချောက်ပြီးဝင်လာတာနေခင်းထိကတဲ့နဲ့ကြီးမပေါက်သေးဘူးညနေကြတော့အချိန်နေတင်းမာပြီးတိုက်ပွဲစဖြစ်တာအခုညပိုင်းအရက်သား၃ယောက်ထိထားတဲ့ဈေးရုံကားတန်တွေလည်းကြားတယ်ဟုပြောပါတယ်။အခြားဒေသခံတူကလည်းတက်နိုင်တဲ့ဘက်ကစူးစမ်းပြီးညှိနှိုင်းပေးတော်ညာလဲပြည်လည်မှုမရသည့်အဆုံးညနေနားပဝန်းကျင်မှာတော့ အသေးကြီးပေါင်းစုံနဲ့အားစက်နေကြပါပြီပြည်သူတွေဘေးကင်းကြပါစေရွာနှစ်ရွာလည်းထိခိုက်ပျက်စီးမှုနည်းဆုံးဖြစ်ပါစေဟုလူမှုကွန်ရက်တွင်ရည်တင်ထားပါတယ်တိုက်ပွဲအခြေအနေဒေသိတ်ကိုမူမတိရသေးပါဘူးစစ်တပ်စစ်ကြောင်းဒီမေလ29ရက်ကလုံခင်းကျေးရွာအုပ်စုကိုစတင်ဝင်ရောက်စဉ် KIA KPDF ကတိုက်ခိုက်ပြီးနောက်ပိုင်းဆက်လက်တိုက်ခိုက်ပါကနေအိမ်များကိုမိရှို့မိဟုဒေသခံများကိုချိန်ချအောက်ပြီးဖားကန်တို့စစ်ကြောင်းထိုးလာခဲ့ခြင်းဟုသိရပါတယ်။ဖားကန်ရောက်စစ်တပ်စစ်ကြောင်းကို KIA နဲ့ ABDF ကဥပပေါင်းတက်က ဇွန်လ9ရက်ဇွန်လ9ရက်နေ့ဇွန်လ10ရက်နေ့တို့မှာတိုက်ခိုက်ခဲ့ပြီးဇွန်လ10ရက်မှစလေယနေ့ထိစစ်ရေးဆက်လက်တင်းမာနေတာပါစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းစစ်ကြောင်းထိုးစင်ဒေသခံပြည်သူများကိုတပ်ဖြတ်ခြင်းများကြောင့်မေလ28ရက်မှဇွန်16ရက်နေ့ထိအရက်သားတေဆုံးသူ30ဦးနီးပါးရှိလာပါပြီ